မင်္ဂလာပါရှင်မန္တလေးခေတ်တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးအောင်ဆန်းသွေးလာပြီဆိုတဲ့အမေးဖြေတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ် Kim Aris ရဲ့မိခင်နဲ့ပတ်သက်၍ရှင်းလင်းချက်အင်တာဗျူးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ပြီးခဲ့တဲ့နှစ်မြောက်တွင် Kim Harris ဟာမြန်မာဒီမိုကရေစီလှုပ်ရှားမှု၏မျိုးဆက်များအတွက်ခေါင်းဆောင်ဖြစ်ထွက်ပေါ်လာခဲ့ပြီးဖြစ်ပါတယ်။မြန်မာမျိုးထိန်လင်းဟုအဖိုးဖြစ်သူ၏ငင်းနမည်ကိုမှတ်ခေါ်ခဲ့သူ Kim Harris ဟာ1990ခုမှာလန်ဒန်မှာမွေးဖွားကြီးပြန်းလာခဲ့သူဖြစ်ပါတယ်။မိခင်ဖြစ်သူသည်မြန်မာလွတ်လပ်ရေးလှုပ်ရှားမှုအတွက်သူတေသနာစာရန်ပြုစုနေစဉ်တွင်လူငယ်ဘဝကဂျပန်တွင်နေထိုင်ခဲ့ရပါတယ်။ ဘလောက်တူပင်အိန္ဒိယရှိဆမလာမြို့တွင်လည်းမိခင်ဖြစ်သူသူတေသနာ လုပ်ငန်းအတွက်သွားရောက်လုပ်ကိုင်နေစဉ်နေထိုင်ခဲ့ရပြန်ပါတယ်။ Kim Harris ဟာဘူတန်တွင်လည်းအင်္ဂလိပ်စာပြဆရာဖြစ်လုပ်ကိုင်ခဲ့ပူပါတယ်။အောက်တိုဘာ3ရက်နေ့မှာအေရှာတိုင်းမှာ Kim Harris နဲ့တွေ့ဆုံမေးမြန်းခံအပြည့်အစုံကိုအောက်တွင်ဖော်ပြထားပါတယ်။ မိခင်ဘယ်နေရာတွင်ရောက်နေသည်နှင့်လက်ရှိအခြေအနေပေါ်တည်ထားမှုအကျဉ်းထောင်ပြင်ပမှလူများနှင့်စစ်တပ်ထဲမှပင်အမိကိုမတွေ့ကြရသည်မှာအနည်းဆုံးနှစ်နှစ်ခန့်ရှိနေပြီလို့ကျွန်တော်ယူဆထားပါတယ်။ဘယ်သူမှတွေ့ခွင့်မပေးပါဘူး။ကျွန်တော်တည်ထားသမျှလက်ရှိမှာမစ္စတာရှောင်းတန်နဲ့ကိုချုပ်ထားခဲ့တဲ့နေပြည်တော်ကအကျဉ်းထောင်ထဲမှာပဲရှိနေတော့မှကျွန်တော်တည်သလောက်မစ္စတာရှောင်းတန်နဲ့ကသာအမိကိုနောက်ဆုံးတကယ်တမ်းတွေ့ခဲ့ရတဲ့လူပါ။အကျဉ်းထောင်ထဲမှာတောင်းတခြားအကျဉ်းသားတွေကိုမြင်ကွင်းမရတဲ့အနေအထားနဲ့ချုပ်နှောင်ထားတာပါ။ ါအခုဘယ်မှာထားတယ်ဆိုတာနဲ့အပြင်နဲ့အဆက်အသွယ်ရတယ်ဆိုတာသိပါသလားငလင်လှုပ်တဲ့အချိန်မှာထောင်လေးအတော်လေးပြည့်စည်သွားလို့အမေလေးထိခိုက်ဒဏ်ရာရတယ်လို့သတင်းတွေထွက်လာပါတယ်အဲ့ဒါနဲ့အနီးနားကတဏှာကိုရွှေ့ပေးလိုက်တယ်လို့ကြားပါတယ်စစ်တပ်ဝင်တယ်လားဒါမှမဟုတ်တဏှာရာဖြစ်မှာပါ ကျွန်တော်တကယ်တမ်းသိလာရတာကနှလုံးအခြေအနေဆိုးဝါးလာနေတယ်ဆိုတာပဲကျွန်တော်တို့လည်းနှလုံးအထုကုဆရာဝန်နဲ့ပြခွင့်ရဖို့တောင်းဆိုထားပေမယ့်ပြခွင့်ပြုလားမပြုလားမသိရပါဘူးဆိုးဆိုးဝါးဝါးအပူရှင်မြင့်တက်လာချိန်မှာလေးပေးဆက်လည်းမရှိထားတဲ့အခါမှာလည်းပိုးဟက်တွေချင်းတွေကျန်းနာတွေလည်းအများကြီးရှိနေတယ်အခုလိုကျန်းမာရေးနဲ့ပတ်သက်ပြီးစိုးရိမ်စရာတွေရှိနေတဲ့အချိန်မှာစစ်တပ်ကလည်းကောလာဟလတွေဖြန့်တာသဘောကျတော့စဖြန့်တော့တာပဲသူတို့ဒီလိုလုပ်တာဟာ၅နှစ်လောက်ရှိနေပြီသူတို့ရဲ့ဝါရဖြန့် ရန်နီယာကြီးကလည်းမယက်မနာလေပတ်နေတဲ့အပြင်ဘလို့ဝါဒဖြန့်ရမလဲဆိုတာအကြံကောင်းညံကောင်းတွေရဖို့တောင်းပိုက်ဆံတွေအများကြီးသုံးနေကြတယ်။အဲ့ဒီထဲမှာအမေကိုအခြေကျုံနဲ့ထားတယ်ပြောနေပေမယ့်တက်တဲ့အထောက်ထားမတွေ့ခဲ့ရပါဘူး။အမေဟာလေပြတ်ပြီးဆုံးသွားပြီဆိုတာကလည်းပါပါသေးတယ်။ငလင်းလှုပ်ပြီးနောက်ပိုင်းအမေဆုံးပြီဆိုတဲ့စာမျိုးတောင်ကျွန်တော်ရခဲ့ဘူးပါတယ်။ဒီလိုမျိုးတရင်မတွေကိုရင်ဆိုင်ဖို့အတော်လေးအခက်တွေ့ရပါတယ်။နောက်ဆုံးချိန်ပဲချိန်မှာဆက်သွယ်ရခဲ့တယ်လေ။ ပေးခဲ့တဲ့နှစ်နှစ်လောက်ကပါအဲ့ဒီတော့ကအမေအတွက်လိုအပ်တဲ့ပစ္စည်းတွေပို့ပေးနိုင်ခဲ့တယ်။အဲ့ဒီနောက်ပိုင်းမှာတော့ဓာတ်ရိုက်ဆက်သွယ်တာမျိုးလုံးဝမရှိတော့ပါဘူး။အခုနောက်ပိုင်းခမားမိခင်ရဲ့ကျန်းမာရေးနဲ့ဖန်စီခံထားရတာတွေကိုအများသိလာအောင်ခရီးတွေအများကြီးထွက်ဖြစ်တဲ့အနောက်တိုင်းရဲ့တုံ့ပြန်မှုကလည်းဘလို့ရှိလဲ။အာဆီယံတို့တရုတ်အိန္ဒိယတို့ကောမြန်မာနိုင်ငံတွင်အပြင်းအထန်ရှိတဲ့အခြားနိုင်ငံသားတွေကော အားလုံးကအပြုသဘောတုံ့ပြန်ကြပြီးကုညီပေးခြင်းနဲ့လူကြီးပါပဲအထူးသဖြင့်အီတလီအထက်လွှတ်တော်အမတ်ဟောင်းဆိုအတော်လေးအားပေးကူညီခဲ့ပါတယ်။ကွဲလွန်သွားတဲ့ပုတ်ရဟန်းမင်းကြီးနဲ့မနစ်ကတွေ့ခွင့်ရအောင်စီစဉ်ပေးလို့တွေ့ခွင့်ရခဲ့ပါတယ်။လက်ရှိပုတ်ရဟန်းမင်းကြီးနဲ့တွေ့ခွင့်ရဖို့ဆိုရင်စီစဉ်ပေးနိုင်မဲ့သူကလည်းသူမပဲဖြစ်နိုင်ပါတယ်။တရုတ်တောင်မှလာမယ့်ရွေးကောက်ပွဲကိုတနည်းမဟုတ်တနည်းတရားဝင်လာအောင်အမေကိုလွှတ်ပေးစေချင်ပါတယ်။အမေနဲ့အခြားအထူးကကြတဲ့နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးမှဖြစ်မယ်လို့တရုတ်ကတည် ထားပါရယ်စစ်တရဲ့ဝါဒဖြန့်ချင်ရန်နေရာတွေကြောင့်ကမ္ဘာနေရာချုပ်ကလာမဲ့ရွေးကောက်ပွဲဟာတနည်းမဟုတ်တနည်းတရားဝင်နေလို့တောင်းလက်ခံထားကြပါရယ်အဲ့ဒါဘလို့မှနားမလည်နိုင်တဲ့ကိစ္စပါလက်နက်တွေနဲ့လေရင်စီတွေစီးဆင်းနိုင်အောင်လုပ်ပေးနေတဲ့ကွေရာကမတမာမှုတွေကိုထည့်မပြောတော့ရင်တောင်းအခြားလျှို့ဝှက်အစီအမံတွေအများအများရှိနေတယ်ဆိုတာသိတဲ့နဲ့အာဆီယံအနေနဲ့ပို့ပြီးလုံနိုင်တာတွေရှိပါတယ်တရားမဝင်လက်နက်တွေကိစ္စဆွဲဖက်ခဲ့ရင်တို့ရဲ့အချက်၅ချက်ကိုဖောက်ပြရကြမယ်လို့ပြောနေကြတယ် တကယ်တမ်းဘင်္ဂလားဒေ့ရှ်ကသာ အခြားသူတွေထက်ပိုပြီးအကူအညီပေးချင်နေကြတယ်2019ဒီဇင်ဘာမှာနိုင်ငံတကာတရားရုံးချုပ်သွားပြီးရိုဟင်ဂျာတွေပေါ်လူမျိုးတုံးတက်ဖြတ်ခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်တွေပေါ်မြန်မာနိုင်ငံဘက်ကနေကောက်ွယ်ပြောဆိုခဲ့တဲ့ဒါကိုအတော်များများအထူးသဖြင့်အနောက်တိုင်းကပြစ်တင်ရှုံချခဲ့တဲ့သူမဘာလို့ဒီလိုလုပ်ခဲ့တာလဲဆိုတာဘလို့ယူဆလဲဒီကိစ္စကိုနိုင်ငံခြားကမူဝါဒရေးဆွဲသူတွေတက်ကြွလှုပ်ရှားသူတွေနဲ့တွေ့တဲ့အခါပြောလာကြတာမျိုးရှိလား စစ်တပ်ကအမေလုတ်ခဲ့တာကိုအတော်ကိုစိတ်နှောက်ရှက်ဖြစ်ခဲ့ကြတယ်အမေကရဲရဲဝံ့ဝံ့လုတ်ခဲ့တာပါအရင်ကလုတ်ခဲ့တာတွေကလက်ရှိလုတ်နေတာတွေရဲ့သဘောတရားကိုစနစ်တကျစဉ်းစားသုံးသပ်နေခဲ့တာပါရိုဟင်ဂျာတွေပေါ်ကျူးလွန်ခဲ့တာကအတော်ကိုဆွဆွဝါဝနိုင်လွန်းတာမို့ကျွလွန်တဲ့လူတွေကိုတရားဥပဒေအရအပြစ်ပေးရမယ့်အချိန်ရောက်နေပါပြီဒါပေမဲ့အချို့တရင်သမားတွေကခက်ပေါ့ပေါ့ပုံဖော်လာပြီးအချို့ကတရင်မားတွေကြောင့်ရေးလိုက်လွှဲနေကြတယ် ခင်မရဲ့မိခင်ကအခုဆိုအသက်80ပြည့်လာပြီဆိုတော့အသက်ရွယ်အတော်ရလာပြီသူ့ကိုပြန်လွတ်ပေးမယ်ဆိုရင်နိုင်ငံရေးမှာဆက်ပြီးပါဝင်နိုင်အောင်မလားဒါမှမဟုတ်မြန်မာလူ့အဖွဲ့အစည်းတွေအခြားကဏ္ဍတစ်ခုကနေပါဝင်ဖို့ရှိခဲ့လားမေးမြန်းခဲ့ရမှာတော့ အမေဟာမြမနိုင်ငံရေးအတွက်အနာဂတ်အဖြစ်ရှိနေသေးပါနောက်ပိုင်းကနေဖြစ်ဖြစ်အကြံပေးနေရမျိုးပဲဖြစ်ဖြစ်နိုင်ငံရေးမှာတော့ဆက်ပါနေရအောင်မှာပါလက်ရှိနိုင်ငံရေးအခြေအနေဆိုးကြီးကနေငင်းချမ်းရေးတမျိုးမျိုးကိုဆွဲထုတ်ပေးနိုင်တဲ့လူနည်းစုထဲမှာအမေလည်းတယောက်အပါအဝင်ဖြစ်ပါတယ်အမေကပြန်ပြီးသိမြင်ကြဖို့အမေပြောဆိုနေတာပါ ငင်းချင်းရင်းနဲ့ပြန်လဲတင်မြက်ဖို့အမေပြောနေတာတွေတကဘာလုံးကနောက်ဆွင့်နေကြရတာပါအမေလိုမျိုးပြောဆိုနိုင်မယ့်အလားအလာရှိသူ၂ယောက်၃ယောက်ရှိနေပါတယ်သူတို့လည်းလုံရမယ့်အလုပ်ကခက်ခဲနေတော့အဆင်သင့်မဖြစ်ကြသေးပါဘူးဒီလိုအလုပ်မျိုးကပေါ့ပေါ့လေးလုံနိုင်တာမျိုးမဟုတ်တော့သူတို့ဘာပဲလုပ်လို့ဝေဖန်တဲ့လူတွေက ရှိနေအောင်ပါ လာမယ့်ရွေးကောက်ပွဲကြောင့်သူမရဲ့အနာဂတ်ပေါ်တက်ရောက်မှုရှိလာနိုင်သလားပြန်လွတ်လာဖို့အလားလာကောရှိလားတရုတ်တွေကိုယ်တိုင်ကတောင်သူမလွတ်လာမလားဒါမှမဟုတ်သူတို့တွေ့ခွင့်ရမလားလို့မေးမြန်းခဲ့ကြတဲ့အဲ့ဒီအတွက်တောင်းဆိုမှုကိုတော့ပယ်ချခဲ့ပါတယ်တကယ်လို့သူမကိုပြည်ပမှာသွားနေမလားလို့ရွေးချယ်ခွင့်ပေးခဲ့ရင်ကောလက်ခံမယ်လို့ထင်လား အမေဟာတနေရရာမှာစိတ်ချလုံးကြုံစွာနဲ့ကိုကိုကိုဂယုတဆိုင်နေထိုင်သွားပိုင်ခွင့်နဲ့ထိုက်တန်ပါတယ်ဒါပေမဲ့သူ့အနေနဲ့သွားမယ်လို့မထင်ဘူးဒီလောက်ထိကြမ်းကြမ်းခံလာခဲ့ပြီးအခုမှဘာလို့နောက်ဆုတ်အလျှော့ပေးမှလဲတောက်လျှောက်မြမပြီမှာရှိနေမဲ့လူပါအကျဲကျုံနဲ့နေလာခဲ့ရတဲ့အချိန်တွေမှာတောင်သူမရီမန်းထားခဲ့တာတွေကိုငင်းချမ်းတဲ့အနေနဲ့အရောက်ယူနိုင်ခဲ့တာပဲဒီမိုကရေစီလုပ်ငန်းစဉ်တွေကိုစတင်နိုင်ခဲ့တဲ့ခနော်နီခနော်နဲ့ဆိုပေမဲ့တိုင်းပြည်အတွက်ရလက်ကောင်းတွေထွက်ပေါ်လာခဲ့တာပဲလေ အမေမြမပြည်အတွက်ငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီပေါ်ထွန်းအောင်ဘလောက်ထိအနစ်နာခံပြီးလုပ်ခဲ့တယ်လို့လူဖခင်ကိုစားပြုတဲ့အများကပြောကြတယ်။ ဖခင်ပြစ်သူရဲ့အမွေနဲ့စံနှုန်းတွေကိုတာဝန်ခြေဝန်စွာတန်းဆောင်ခြင်းနဲ့အသိစိတ်တဲ့ကြောင့်ဒီလိုလုပ်ခဲ့ကြတာပါလို့ပြောကြတယ်။အားလုံးအမှန်တွေကြီးဖြစ်ကောင်းဖြစ်နိုင်ပေမယ့်အမေလုပ်နေတဲ့အတိတ်ကအကြောင်းရင်းကတော့ဒါဟာဆွန့်လွတ်မှုမဟုတ်ပဲမှန်ကန်တဲ့ကိစ္စလို့ယုံကြည်ထားလို့လုပ်နေတာလို့ကျွန်တော်အခိုင်အမာယူဆထားပါတယ်။ကျွန်တော်အနေနဲ့လည်းဒီအရေးမှာအမေချေရကိုမနှင်းခြင်းပေမယ့်မျက်စိရှိမှဖြစ်ပျက်နေတာတွေကိုကိုယ့်ဘက်ကနည်းနည်းလေးမှမကြိုးစားပဲဘေးကနေလက်ပိုက်ကြည့်နေလို့မရတော့လို့ပါပဲ။ 东安新书记是去乘坐一十二点的动车。 ထိုကိစ္စအပေါ်နိုင်ငံတကာအတိုင်ဝန်ရှိအတော်များများကတွန်းဆုတ်သွားကြပြီးဒီမိုကရေစီတိုက်ပွဲဝင်စဉ်ကရရှိခဲ့တဲ့စုတစိအများပြားရုပ်သိမ်းပစ်ခဲ့ကြပါတယ်။မြန်မာပြည်တွင်မှာတော့တိတိတတ်တာကွဲပြားခဲ့ပြီးသူမအပေါ်လူလူဤထောက်ခံမှုသည်အနေငယ်များပင်လျှော့ချသွားခဲ့ခြင်းမရှိပေ။ဒေါအောင်ဆန်းစုကြည်သည်ဟဲ့ကိုစစ်တပ်အရာရှိတဦးတလေများမပါပေအရက်ဘက်ဝန်ထမ်းများနဲ့သာတွားရောက်ခဲ့ပါတယ်။သူမ၏မိန်ကုန်းနဲ့တွင်2008ဖွဲ့စည်းပုံအကြောင်းတရားစီရင်ရေးစနစ်ရှိထားပြီးဖြစ်တော်လဲအပြည့်နာစာများ ရှိနေကြောင်းစစ်တပ်ဘက်ကစစ်ရာဇဝမှုများသည့်ကျူးလွန်ထားမှုများရှိနေ၍ပြည်တွင်းတွင်သာစစ်ခုံရုံးတင်စစ်ဆေးသွားမည်ဟုထည့်သွင်းပြောဆိုသွားခဲ့ပါသည်ထို့စကားနှင့်ပင်စစ်တပ်ဘက်က တုံ့ပြန်မှုများထွက်ပေါ်လာခဲ့ပါသည် 2019ဒီဇင်ဘာ12ရက်ဒေါအောင်ဆန်းစုကြည်နိုင်ငံတကာတရားရုံးချုပ်မှရှောင်းလဲချက်ပေးသည့်နေ့မှာပင်ရန်ကုန်မြို့နယ်ကောင်မှတန်ချက်ကာကာများလက်နက်ကင်စစ်သားများလှည့်လည်လာခဲ့ပါသည်စစ်တပ်မှရေတက်နှစ်ပတ်လည်အတွက်အစမ်းလိချင်းချင်းဟုပြောလာတော်လင်းရေတက်မှုရန်များရေတက်နှင့်ဆိုင်သည့်စစ်လက်နက်ပစ္စည်းများတခုတလေမှမပါဝင်ပေဟိတ်တွင်ဒေါအောင်ဆန်းစုကြည်ပြောခဲ့သည့်များသည်အာနာသိမ့်ပြီးသူမအချင်းချထားရန်ဆုံးဖြတ်ထားတဲ့အကြောင်းရင်းများထဲမှတခုအပါဝင်ဖြစ်လာပါသည်စစ်ဗိုလ်ချုပ်များကစစ်ဘက်ရဲရများ များမှာအရက်သားများဝင်ရောက်ဆွဲဖက်ပိုင်ခွင့်မရှိဟုရှုမြင်ထားကြပါသည်။